ကျွန်တော်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့လူတွေထဲမှာတနင်္လာသားသမီးတွေပါဝင်ခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဟာမိမိတို့အကျိုးရှိတဲ့ဗီဒီယိုတစ်ခုဖြစ်မှာသိကြပါရစေ။ဒါကြောင့်မလို့ကိုကလည်းဗီဒီယိုယုံကြည်တဲ့လူတယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဆောင်းငန်းတက်အောင်ကြည့်ရှုစီချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့ဘဝတသက်တာမှာကံကောင်းစေဖို့အတွက်ကိုယ်အနေနဲ့ ချမ်းသာစေဖို့အတွက်ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ခက်ခဲနေတဲ့ကိစ္စတွေကြုံတွေ့လာတဲ့အခါမှာပဲဖြစ်ဖြစ်ပြုလုပ်ရမယ်ရည်ရည်လေးကြီးကျွန်တော်ပြောပြပေးချင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာကတော့တနေ့လာသားသမီးတွေအတွက်ຢာတက်ပံပြုလုပ်မယ်ဆိုလို့ရှင်ကိုယ့်အနေနဲ့ကံထောက်ပံ့ခေါင်းတွေအခွင့်အလမ်းခေါင်းတွေများစွာကြုံတွေ့ပြီးတော့ကိုယ့်ရဲ့ဘဝအနေအထားတစ်ခုပြောင်းလဲသွားတဲ့အထိအားကောင်းစေတဲ့ရည်ရည်ရ၃ခုကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ် ဲ့တော့တကယ်လို့ဝင်းကြည့်ရှုနေတဲ့အထက်မှာတနင်္လာသားသမီးတွေမပါခဲ့ဘူးဆိုလို့ရှိရင်လည်းအဲတနင်္လာသားသမီးပဲဖြစ်ဖြစ်ပေါ့နော်တနင်္လာသားသမီးမဟုတ်တဲ့လူပဲဖြစ်ဖြစ်ဒီဗီဒီယိုแชร์ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေမှာရှိနေတဲ့တနင်္လာသားသမီးတွေလည်းကြည့်ရှုခွင့်ရအောင်ကူညီပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံအပ်ပါတယ်အဲဒါတော့ရင်ကျွန်တော်တို့ဒီတနင်္လာသားသမီးတွေဘဝမှာအဆင်ပြေစေဖို့အတွက်ကြိုးလုပ်မယ့်ရည်ရည်သုံးချက်ကဘာတွေလဲလို့ပြောမယ်ဆိုလို့ရှင်တနင်္လာသားသမီးတွေကအင်္ဂါနေ့တိုင်း အင်္ဂါနေ့တိုင်းမှာမြတ်စွာဘုရားကိုတတိကုံမျိုးလှူဒါန်းမှာဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့အပတ်စဉ်အင်္ဂါနေ့တိုင်းမှာပြုလုပ်နိုင်ရယ်ဆိုရင်တော့ပြုလုပ်ပေါ့တကယ်လို့မပြုလုပ်နိုင်ဘူးတလောက်တစ်ချိန်ပဲပြုလုပ်မယ်ဆိုရင်တော့ကိုယ့်ရဲ့မွေးရက်မှာပြုလုပ်လို့ရပါတယ်မနက်ကိုကျွန်တော်တို့စောနိုင်တော့စောအောင်လှူဒါန်းပေးပါဆိုရာက9နာရီ စင်နိုင်ကိုယ့်ရဲ့အိယာထားချိန်နောက်ကျတဲ့ပုံမှာတော့အချိန်နောက်ကျကောင်နောက်ကျနေပြီပေါ့နော်ဒါပေမဲ့စောနိုင်တော့စောအောင်ပြုတ်လုပေးမယ်ဆိုရင်ပုံမှန်ပြီးတော့အားကောင်းစေပါတယ်မနေ့6နာရီ9နာရီဒါဆိုရင်တော့အမှန်တန်ကောင်းမှန်တာပေါ့ဗျာအဲ့တော့ဘာလူရမလဲတတိကုန်းမျိုးကတော့ကိုလူချင်းနဲ့တတိပေါ့ဗျာလေမန်းလည်းပဲတက်တက်ကို့မှာအိမ်မှာရှိနေတဲ့ပကံထဲမှာပဲထည့်ထည့်ပေါ့နော်အဲ့တော့အင်္ဂါနေ့ရောက်ပြီဆိုတာနဲ့မိတ်ဆွေတို့ဒီတတိကုန်းမျိုးမျက်စောပြားကိုလှူဒန်းပြီးတော့ကို့အတွက်ကန်ထောက်ပတ်ကောင်းနဲ့ရအောင်စုမုံကောင်းတောင်းအောင်ဖြစ်ပါတယ် စုတောင်းအောင်ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်လုပ်ရမယ့်ရည်ရည်တစ်ခုကတော့ပဋိစိတ်ရမယ့်ရည်ရည်ဖြစ်ပါတယ်ပဋိစိတ်တာတော့ဗျာဘယ်လိုရည်ရည်မျိုးရည်ရည်လို့ပြောလို့လည်းမရဘူးပဋိစိတ်လေဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ကိုယ်အဋ္ဌံပေါ့ဗျာဥမာအာရံမဲ့စိတ်ဉာဏ်နဲ့လူကအာရံစိတ်ပေါ့ဘုရားကုံတော်ကိုပါစိတ်ဉာဏ်နဲ့လူတွေလည်းဘုရားကုံတော်ကိုပါစိတ်ပေါ့တချို့လူတွေပဋိစိတ်တာကျွန်တော်တို့ထက်ပို့ပြီးတော့ဝါရင်တပါရင်တဲ့လူတွေတဲ့မှာအများကြီးပါမောင်းပါပါလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ရည်ရည်အနေနဲ့ပေးချင်တာကတော့ပဋိရဲ့ဆက်ဆဆခြင်း၃လုံးကို ဝါစိန်ညီဆိုတဲ့အယောင်လေးတုတ်ပြထားပါကိုပတိစပြီးတော့စိတ်တော့မယ်ဆိုတဲ့သုံးလုံးပေါ့နော်အဲ့တော့အဝါရောင်အစိန်ရောင်ဝါစိန်ညီဝါရဲ့အနီရဲ့အစိန်ရဲ့တုတ်ပြပါအဲကျွန်တော်မှလည်းတုတ်ထားတာမရှိတော့ကျွန်တော်လည်းတောက်ကြသားသမီးဆိုတော့နောက်ကြုံကြိုက်တဲ့အခါကျရင်ကျွန်တော်ဘယ်လိုတုတ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးပါမယ်အမကျွန်တော်တို့ပတိစစိတ်ပြီဆိုလို့ရှိရင်ဒီမှာလည်းမဒီမရှိဘူးဆိုတော့ပတိစစိတ်ပြီဆိုရင်ဖတ်မအောင်တော့တလုံးနှလုံးသုံးလုံးဟုတ်တယ်နော်အဲ့တော့တင့်နှစ်တော့အစင်လိုက်ပါဗျာဝါစိန်ညီဆိုတဲ့ဟာလေးကိုကိုယ့်အကို တင်မောစီလေးနဲ့ပဲတောက်ပြီးတော့အဲ့ဒီပတိကိုကိုခက်ခဲဖြစ်လာတဲ့အခါမှာကိုအစင်မပြေဖြစ်တဲ့အခါမှာငွေကြီးဖြစ်လာတာပဲဖြစ်ဖြစ်ဘာကိစ္စပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီပတိလေးနဲ့အထိတ်ခံပြီးတော့စိတ်ကြည့်ပါမိစေတို့အတွက်အချင်းကြီးကောင်းအကျိုးတူးမှုကောင်းနေရရှိလာလိမ့်မယ်အဲ့တော့ပထမကျွန်တော်ပြောတဲ့တတိကုမျိုးလှူခြင်းနဲ့လှူဒါမှမဟုတ်လို့ရှိရင်ပတိစိတ်ခြင်းနဲ့စိတ်နှစ်ခုလုံးပြုလုပ်ခြင်းနဲ့ပြုလုပ်လို့ရတယ်နောက်တစ်ချက်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တနင်္လာသာသမီတွေပြုလုပ်ဖို့အတွက် အကောင်းဆုံးရည်ရပြောမယ်ဆိုလို့ရှိရင်ဇေဒီပထိုးတွေမှာတပြက်စီးလဲမယ်တန်ရှင်ရေးလုပ်မယ်ဖုံးเจ้าမှာရှိတဲ့အင်တာတွေကိုတန်ရှင်ရေးလုပ်မယ်ဇေဒီပထိုးမှာရှိနေတဲ့အင်တာတွေကိုတန်ရှင်ရေးလုပ်မယ်ဒီကုတို့ဒီကုတို့ထိုးရလဲထူးရလဲကိုယ့်ရဲ့ဒီအဲလုပ်ငန်းကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အခါမှာအကျိုးထူးမှုကောင်းတွေရရှိစေတယ်အဲ့တော့မိတ်ဆွေအနေနဲ့တအားအဆင်မပြေဖြစ်နေဒီ၃ခုစလုံးကိုကျွန်တော်ပြောတက်လာတိတိ လုံဆောင်ကြည့်လိုက်တပတ်တစ်ခါပဲဖြစ်တစ်လောက်တစ်ချိန်ပဲဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေတို့လုံဆောင်ကြည့်လိုက်ပါကိုယ့်အတွက်တကယ်အကျိုးထူလားကိုယ့်အတွက်တကယ်အဆင်ပြေလားဆိုတာလက်တွေ့ကျကျလုံဆောင်ကြည့်လိုက်ပါကျွန်တော်တော့မိတ်ဆွေတို့အကျိုးကိုမျှော်ဖိုးပြီးတော့ကျွန်တော်ရဲ့ဘေးရင်အရာတုံးတက်ပြီးတော့မှတွက်ချက်ပြီးတော့မိတ်ဆွေတို့အတွက်ထောင်ရကောင်းမွန်တဲ့အရာတွေတချို့ကျတော့အဆင်မပြေဘူးဘေးရင်ဆရာသွားမေးတယ်နောက်ဆုံးကျတော့ဘာဖြစ်လဲရရချေရတာပဲအဆရာရဲ့ဥမာအဆင်မပြေဘူးဆရာပြောပေမဲ့လည်းအဆင်ပြေအောင်ရတရားလေးပေးပါလို့ခင်ဗျားတို့ပြောမှာပဲအဲ့တော့ဒီရတရားလေး၃ခုခင်ဗျားတို့သိထားပြီဆိုလို့ရှိရင် အပေးရင်မေးချင်လည်းမေးမမေးချင်လည်းနေပေါ့နော်ဒါတော့ကို့အပိုင်းပေါ့မေးချင်တဲ့လူကလည်းသူ့ရဲ့ဝဒီရသူ့ရဲ့ဝါနာရမေးချင်မေးပါမယ်တချို့ကတော့ဘေးရင်မေးချင်တာမဟုတ်ရရလူချင်တာဒီကိစ္စအဆင်ပြေလို့ဘေးရင်ဆရာစီတောင်းမယ်ဘေးရင်ဆရာဟောမယ်ပြီးရင်ရရချိန်ပါပဲအဲ့တော့ကျွန်တော်အခုပေးတဲ့ရရမိတ်ဆွေတို့အတွက်ရာသက်ပတ်ပြုတ်လို့မယ်ဆိုရင်ပြုတ်လို့လို့ရတဲ့ရည်ရည်မျိုးဖြစ်တယ်။မိတ်ဆွေတို့ဘလို့အခက်အခဲတွေပဲဖြစ်ဖြစ်ဒီရည်ရည်၃ခုကိုပြုတ်လို့ပို့တဲ့ခေါင်းထဲမှာမှတ်ထားတာ။ဆိုတော့ တခုမို့တခုတော့မိတ်ဆွေခက်ခဲလာတဲ့အခါမှာဒီရေဒီယာတုံးမှုတွေကတုံးမှုစလုံးပဲဖြစ်ဖြစ်တခုပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်မိတ်ဆွေတို့လှုပ်ဆောင်ကြည့်ပါမိတ်ဆွေတို့ရဲ့အခက်ခဲတွေအောင်မြင်မှုတွေဒါမှမဟုတ်ရှင်အထောက်ပံ့တွေကံကောင်းမှုတွေပြန်လည်ပြီးတော့ရရှိလာပါပါအဲ့တော့တနင်္လာသားသမီးများအားလုံးလည်းကျန်းမာခြင်းချမ်းသာခြင်းတွေနဲ့ကျွန်တော်ဒီအာစုရီအများကြီးရရှိပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲဒီမှာပဲကျွန်တော်နှုတ်ဆက်လိုက်အောင်နော်နောက်နေ့အင်္ဂါတွေ ဘော်ဒဟူးတွေကြာပြီးတောက်ကြတယ်နောက်ရက်မှကျွန်တော်ဆက်တင်ပေးမယ်เนาะအဲ့တော့တနင်္လာသားသမီးတွေအားလုံးပဲနှုတ်ဆက်တာလေးမြတ်